္ဂလာပါမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့အရေးဆုံးပရိသတ်တွေမိတ်ဆက်ကားတွေပြောပြပါဦးဟုတ်ကဲ့ပါကျွန်တော်မမွန်တန်းပြပါတယ်ဟုတ်ခုခုပါနင်းနယ်ဇင်လင်းလို့ခေါ်ပါတယ်ရှင့်ဟုတ်ကဲ့ပါပရိသတ်တွေရင်းနှီးပြီးသားပါရင်းနှီးပြီးသားပါเนาะကဲအဲ့တော့ညစလုံးအယုံဆုံးပြီးကျင်တာတော့ FOE season 2မှာပါဝင်ပြစ်ခဲ့ပုံပေါ့နော်အဲ့ဒါလေးပြန်ပြီးတော့မိတ်ဆက်ပြပါအောင်ကြည့်နေပရိသတ်တွေကလည်းတီးပြီးသားပါဒါပေမဲ့အယုံဆုံးဒါလေးနဲ့စကြင်ပါတယ်ရှင့်ဟုတ်ကဲ့အမ် ်အခုဒီ season 2မှာပေါင်ခဲ့ပဲပုံကတော့ကျွန်တော် season 1နဲ့ကဒီဒီ program ကပေါက်တယ်ပေါ့နော်ပြီးတော့ reality show ဖြစ်တယ်အဲနောက်တစ်ခုကကျတော့ strength တွေတကယ် fitness တွေကို test လုပ်တဲ့အဲ season ဆိုတော့လေပါပြီးတော့စိတ်ဝင်စားတယ်လူများစိတ်ဝင်စားကြတော့ okay အဲကျွန်တော်တို့ invite လုပ်တဲ့ခါကျတော့အာဒါကတော့လက်မလို့တင်တဲ့အခွင့်အရေးပေါ့နော်ဆိုတော့အားလေဒီပေါင်ခဲ့ပုံကတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခု invite လုပ်လို့ချင်းပါလက်ခံရဲ့အဲ့လား စဉ်းစားတည်တာဟုတ်တယ်စိုးရိမ်လာရတယ်ရှိလားအဲအဲ့ဒီမှာ invite လုပ်ပြီးတော့အချိန်တော်တော်လေးအဲယူပြစ်ခဲ့တယ်ထင်တယ်အဆင်ပြေပါမလားဘောနော်ဒီအချိန်မှာကိုကလည်းအဲရင်းတော့လည်းဘလုံးမဲကန်ခဲ့ဘူးလားဆိုတော့ဒီဒီ fitness နဲ့ပတ်သက်ပြီးတော့ကကိုကို အရင်ကြီးအဲ့လိုမျိုးအဲအားဆိုင်ထုတ်ပြီးတော့မကစားဘူးလေဒါဖြစ်ပါမလားဆိုတော့အဲ အချင်းညီမျိုးတော့ရှိခဲ့တယ်ဘာလို့ဆိုတော့စီစဉ်ဝမ်းမှာတော့တကယ်ကြည့်လိုက်ရင်ဗလာတွေနဲ့တကယ်ထူအောင်လို့ဘာလို့ဆိုတော့အဲအကြီးကြီးတော့တော့မမောင်းနေတိုင်ရောဘာလို့ဆိုတော့အဲ့လိုမျိုးဆိုတော့လေဆိုတော့နောက်ပြီးတော့မှပြန်စဉ်းစားပြီးတော့ပြန်ပြီးဖြည်းဖြည်းပြတာပေါ့ကိုလဲတော့ကကြတော့ကို invite လာလို့တော့တုံးကောက်လောက်ပြန်စဉ်းစားခဲ့ရတုံးမဲမလုပ်ဘူးလုံးမဲမလုပ်ဘူးနောက်ဆုံးကြတော့မှ gym ကကိုရဲ့ trainer နဲ့တိုင်ပင်ပြီးတော့ဆရာဒီလိုဒီလိုလေးတော့ရှိရဲကိုရဲ့ fitness level နဲ့ဖြစ်နိုင်တာဆိုတော့ ါ try ကြည့်ရမှာတဲ့ Google ဆိုပြီးတော့ဆရာ push လောက်တာနဲ့လက်ခံဖြစ်သွားပါကိုကဟုတ်ဟုတ်ကဲ့ပါဟုတ်တယ်အဲ့တော့လေဟိုဘောနော်နှစ်ယောက်လောအခုအဲဒီ MRD form ပြသနေတဲ့ရှင်ပြိုင်မှုတွေမှာဆိုရင် challenge တွေမှာဆိုရင်လည်းဘောနော်အဲဘယ်လိုမျိုးအဲ challenge ဒီအတွက်ကိုပေါ့နော်အကောင်းဆုံးစ조사ခဲ့လေပေါ့အဲ့ဒါလေးလည်းသိကျင်တယ်ကို့အတွက်ပထမဦးဆုံးအနေနဲ့ဟိုအခက်တွေ့စီတဲ့ challenge ဆိုရင်ဘာဖြစ်မလဲပေါ့အဲ့ဒါလေးသိကျင်တယ် success success ကို့အတွက်ကတော့ success ဘာလို့လဲဆိုတော့ကိုက fitness ဒီဟိုကလောကတွေကမဟုတ်တဲ့ခါကျတော့ကို့အတွက် lifting လုပ်တဲ့ဟာတွေကကိုတို့ကလုံးဝအစိမ့်တသက်ပထမအောင်ဆုံးပထမအောင်ဆုံးမှာပထမအောင်ဆုံးမှာဒါ4 round ရွာလဲအဲ့ဒီပွဲနေမှာရွာတာတောက်လျှောက်ပွဲမတိုင်ခင် train ရဲ့တုန်းကဆို ချိန်မှာ train တော့တစ်ချိန်တောင် complete ဖြစ်အောင်ကိုမလုံနိုင်သေးဘူးပွဲတဲ့ရောက်သွားတော့မှစိတ်ပွဲရဲ့အရှိန်ကြောင်းထင်တယ်စိတ်ကဆောင်သွားတော့ဖိုးရောင်းဆိုဟာဒါတတ်တတ်မှာတခါပဲအဲ့ချိန်ကဘာတော့လဲ motivation တော့ပြန်ဖြစ်သွားမှတိတယ်ဖူရောင်းဆိုတာမင်းကြီးတို့တော်တော်ကြီးကောင်းတဲ့ reserve ပေါ့ဟုတ်ကဲ့ဆိုတော့အဲ့ဒီကောင်က FE ရဲ့အိဆွတ်ဆက်က game 1ကဒီ FE ရဲ့ signature game ဟုတ်ကဲ့ဆိုတော့ အဲ့ဒီမှာသူရဲ့ test fitness level test လောက်တာအဲ့တော့တုံ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  endurance တွေ physical strength တွေလောက်နဲ့အဲ့ဒီဟာကိုလွယ်လွယ်နဲ့မကျော်ဖြတ်နိုင်ဘူးအဲ့တော့ဟိုဒီဟာ test လုပ်ပြီးသွားလို့ဒီကောင်ကြက်ခံပြီးဘယ်လောက်ရှိလဲဆိုလို့ရှိရင်အခြား game တွေမှာသူသူရဲ့ level မှန်းလို့ရတယ်စေရောကိုကြံ့ခိုင်နေမှာရမှာပေါ့နော်။တော့နိုင်ွက်တွင်ကိုလောနန်စတော့လောရ။ဟုတ်ကဲ့။အဲ့မှာမှာ ဟိုအခုကကြတော့ဟို ground ပြိုင်တာမဟုတ်အဲ့ပေါ့ဟို ground နေပြိုင်ကြရအောင်ကိုတူတယ်အဲတူတယ်မဟုတ်အတင်းဟိုကပေါ့အကုန်လုံးကိုဟို school ကကိုကအောက်ဆုံးရောက်နေမလားအလဲသွားမလားအဲ့ပုံမူတည်ပြီးတော့ round တွေကအမှတ်ပေးတာတော့ round ကိုငါငါမှတ်တယ်ဟုတ်တယ်ငါမှတ်ငါ round ငါမှတ်တယ်အဲ့လိုမျိုးကျွန်တော်ကနောက် team game တွေပါနေညာလေဆိုတော့အဲ့ဒီမှာ individual game ကစတာဆိုတော့အဲ့ဒီမှာဆိုရင်လုံးဝအဲ့လိုအကျွတ်ကြီးတွေပဲအကျွတ်ကြီးကိုမန်တန်ရော round

တိုင်ခင်ကနိုင်ငံလောက်ကျူသွားတယ်ပရီယောကောက်ရှိတယ်အဲ့ဒါလေးနည်းနည်းတော့အွန်လိုက်တယ်။နည်းအွန်လိုက်တော့ဟာရစ်ကအရန်တက်သွားတော့ရှုံးလို့မျိုးဖြစ်တယ်။ဟုတ်တယ်စီစဉ်ဝင်စီစဉ်ဝင်တော့ရှုံးလို့ဟုတ်တယ်အဲ့ဟာကိုပြထားပြီးတော့ဥပမာကိုလည်းပြထားပြီးသားဒါလုံးရင်ဒါဖြစ်မယ်ဆိုတိတိနဲ့လောက်တာဆိုကန်ဆိုပြီးဖြစ်တာဖြစ်လာပါဘူးလို့အဲ့လိုအတွေးနဲ့လုံးလိုက်တာအဲ့ဒီချိန်မှာအဲ့ဒီချိန်မှာသူများတွေကပြောတယ်ဒါပေမဲ့အုံနောက်ကအဲ့လောက်သူတို့ဘူးမဆိုင်နေတော့ကိုဘယ်လိုလုပ်အောင်လဲဆိုတဲ့ဟာပဲတဲ့ဆိုတော့အဲ့ဒီမှာ ကျွန်တော်တော်သေးရဟက်ရိတ်ကအဲ့တော့ဆိုရင်သူတို့ပြောတာအရန်ဟိုတည်စီနေလောက်ဒီဟက်ရိတ်ကြီးကိုတတ်သွားတယ်ပေါ့အဲ့ဟိုဘူမင်းတို့ဘာလို့ဆိုဘလုံးကန်ပြီးတော့တတ်သွားတယ်ပေါ့အဲ့ပုံမှန်တော်တော်အားကားလောက်ထားလူမလို့ဒီရိတ်ကိုခံနေတယ်လို့သူတို့ပြော

ဘာပြောသူကဆိုအရန်တက်လို့မကောင်းမှရနော်ဟုတ်ကဲ့ပြေးနေရဆိုတော့နော်အထဲထဲမှာ stamina stamina gain နေပေါ့ဟုတ်ကဲ့အဖော်လုံးကန္တာနဲ့ဒီလိုမျိုးဟာနေကြဘယ်ဟာပို့ပြီးတော့အခုအတွက်ကခက်ခဲတယ်လို့ထင်အဲဒီကောင်တော့ the first time ဆိုတော့ဒီကောင်နည်းနည်းပို့ခက်ခဲတာဘာဖြစ်ဆိုတော့ကိုဘလုံးကန္တာငယ်လေးတွေကကန်ခဲ့တယ်လေပြီးတော့ကို professional လုပ်နေတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်ဒါကတော့ use to ဖြစ်နေအောင်ဒီကောင်ကကျတော့အများကြီးပဲ challenge ကြီးနေအများကြီးပဲ mentality ရောလော physical အကုန်လုံးအကုန်လုံးအတော့ပါတုံးရတာတုံးရတာဟုတ်တယ်တော့ gain နေအိုးခဏကိုတန့်ခိုင်နေုံနဲ့လည်းမပြီးဘူးဖြတ်ထုံးညံရှိမှတချို့ဟာလေးဆိုရင်အဲ့လိုမျိုးပြင်ပြန်ပြီးရပါတော့ဆိုတော့အကုန်အကုန်ကောင်းစားချေဆိုမတုံးလိုက်ရတာတခုမှမရှိဘူးပြေဝါကိုအာယုံစိုက်ထားဟုတ်ကဲ့သင်းပြန်ရင်တော့မိုက်ကော ။ဒီခေါ်ပါအောင်လို့စီစဉ်တူချာ။လေးလေးဂျင်းစော့နေတာလေးလေး။ဟုတ်တယ်ဂျင်းစော့တယ်ဂျင်းစော့တယ်။အဲ့ပိုင်ဂျင်းမှာလမ်းလျှောက်တယ်ဓာတ်ပုံရိုက်တယ်။ဟုတ်ပါပြီ။ပြီးတော့အဲ့တိုင်ဝမ်ဝင်ကျင်ညာတဲ့အချိန်မှာအမကခုခုတွေ့တော့အဲ့အောင်ဟုတ်တာ။အလှလေးကဘလို့ဖြစ်ဝေးပြိုင်တာလဲပေါ့နော်ဆို။စိတ်ထဲမှာဟိုဘာပဲပြောဩဒါကတော့ခုနောက်ပိုင်း ဟိုအကစားလေးလူတိုင်းကလုံးလာကြရဲပေါ့ဒါပေမဲ့သူ့ကြာစိတ်ထဲမှာလေသူလုံးနိုင်ပါမလားဆိုတဲ့အတွေးပေါ့နော်အမပရိသတ်တယောက်အနေနဲ့တွေးမိတာပေါ့ကိုကိုရိုင်းရောကိုကိုပြိုင်မယ်လို့ဆုံးဖြတ်တဲ့အချိန်မှာလည်းတွေးမှုရှိခဲ့တယ်တကယ်တွေးတဲ့အခါမှာလည်းအရန်ကို strong ဖြစ်တဲ့သူတွေတွေးတဲ့အခါမှာဘလို့စိတ်တွေနဲ့ဒီပြိုင်ပွဲတခြားကိုဖြတ်တန်းလာလဲဘလို့စိတ်တွေနဲ့လဲဆိုပြောရမယ်ဆို give up လုပ်မိတဲ့အချိန်ကအများကြီးပဲတော်တော်အဲ့ sausage မတိုင်ခင်เนี่ยလူက give up လုပ်ပြီးနေအဲ့ဒါပြီးွားတော့အော်ဒါကြီးတောင်ပြီးွားသေးတာပဲဆိုပြီးတော့မှအဲ့လိုစိတ်ကိုတင်းပြီးတော့ပဲအဲတောက်လျှောက်ပြန်လာပေါ့နော်ပြောရမယ်ဆိုကိုမောင်တောင်မင်းကြီးလက်ကူက week အဖြစ်ဆုံးပြန်မဝင်တရားပေါ့နော်ကူပြောရမယ်ဆိုဘယ်လိုပြောရမလဲ weight ဒီပိုင်လည်းမမနိုင်ဘူးပြီးတော့ stamina ဘာညာကြောက်လဲအရင်ကောင်းနေတယ်မှမပါတော့ ကိုယ့်အကို injury ဖြစ်အဓိက injury ဖြစ်မှာကြောက်တာပေါ့ဂူးပြိုင်ပြီးထွက်လာရင်အကုန်လုံးကဂူးဂူးရလာဂူးဂူးရလာသူကတခြားလူတွေသူတို့ကိုသူတို့တက်ဂူးကိုပဲဆိုးရိမ်နေကြ week အဖြစ်ဆုံးဆိုတော့အဲတခုတခုပြီးသွားတိုင်းမှာအော်ငါဒါ၄တောင်လုံးနိုင်ပါလားဆိုရဲစိတ်နဲ့ပဲ give up လုံးမိရင်လုံးမိရင်နဲ့ပဲတရွေ့ရွေ့နဲ့ရောက်ပါဘို့တော့ အာကိုမောင်သားကတော့ fashion တွေအရန်တွေ့ရလို့နော်ကြားရနော်ဟုတ်တယ်ဟုတ်တယ်အရန်ကြားရနော်သစ်စင်နော်ဟုတ်တယ်ငယ်ငယ်တခုတခုဆိုလားနေပဲကောင်းတယ်ဒီဘူးတယ်ဒီဘူးကိုကြီးလုံးနေကြ post တခုရှိသလားလို့ဟုတ်လားအဲ့မမီရကိုရဲ့လင်းသတိထားမိတာပါလင်းရသတိထားမိတယ်ဟာကိုမရသတိအောင်

good good ဆိုရဲ good လို့ပြောတာလေလေပါလဲ good လို့ပြောကိုလေ okay လို့ပြောတာ good လို့ပြောတာ post ကဘယ်အချိန်နေလောက်တာလဲအဲ post ကဘယ်လိုအချိန်နေမှာလောက်တာလဲအဲ FOE FOE စာမှာသူက signature တစ်ခုဟိုဖြစ်တယ်ဆိုတော့ signature post signature post ရေးရမှာဆိုတော့အမွဲခံတဲ့အချိန်မှာလောက်တာ อ่าโอเคป่ะตะไงซินเนี่ยอืม more than okay ป่ะเนาะโอเคแต่ลุเลยว่าป่ะเปลี่ยนเตะอ่ะสิบงสุบิ๊อเลยเอลุเอลุปองเซมลุเตะสิบงตาอย่าตาชินอสาทาทุกคู่เอลุโกสิทธิ์จินเนี่ย satisfy ဖြစ်တဲ့အခါမျိုးမှာလုပ်သူပေါ့อืมအဲ့လိုဒီထဲမှာကောင်မလေးလို့အဲ့ကိုရဲ့အဓိပ္ပာယ်ကတော့ဘယ်လိုလဲတော့မသိဘူးကိုကြီးစိတ်ထဲမှာတော့ဘာဖြစ်နေလဲဆိုတော့လေကိုရောမသိဘူးစမတော့မယူရော့ကိုတွေးပြတယ်ဒီထဲမှာစိုက်နေတတ်တာလေးထည့်တာလေအဲ့လိုပဲဖြစ်တယ် ကိုကိုထိပ်ပဲနဲ့ကိုကိုထိပ်ပဲနဲ့ကိုရကိုရစိတ်ကလေးခြားလေးဖြစ်သွားတာဗောနော်ဟုတ်ကဲ့လားဆိုဟဲ့ကျွန်မ break break တိုင်းခြားမှတေးချာမင်းနဲ့အဲ့ကိစ္စလေးကကိုကြီးပြန်ပြအောင်ကိုကြီးပြန်အောင်ကိုကြီးပြန်အောင်โอเคလားလို့မေးစီမေးအလုပ်ပြစီတမီးကိုတပြုတ်လုပ်ပြစီโอเคလားအာโอเค โอเคอ๋อเนี่ยกาแฟสรียังมีนี่เนาะตลอดมีอยู่ดีปูโนล่ะยังไม่รู้อะแฟชั่นพี่แฟชั่นอ่ะเนาะดีเต็มมีเอเว้ยดียินส่งเลยยินขอมามาตัวเดียวเนี่ยจ้าจ้าซิโนเต็มပြောราโกยะละอินจิปั้นยองဆိုရင်ဖနက်ကလည်းပန်းยองအဲ့လိုမျက်မှန်อ่ะပါလုံးဝဝမ်းဆက်ခေါင်းဆက်ချေဆုံး preparation ဘယ်လောက်ကောင်းလဲဆိုတာเนาะဟိုကနိုင်ငံခြားနေလက်မှတ်ကိုရပြမနေရခုနပြောပါတယ် မှဘောလုံးကန်တာအင်္ဂလန်မှာအင်္ဂလန်မှာကန်တာအင်္ဂလန်မှာကန်တာငါတို့မရောက်ဘူးတော့ဗီဇာအင်္ဂလန်စိတ်အင်္ဂလန်စိတ်ဟုတ်အင်္ဂလန်စိတ်အဲ့နာကိုကတောင်ချောက်ပေါက်တာပြန်ပါလေတော့အဲ့ဒီကောင်ရှိရိုက်တာတည်းဒီဟာတော့ရတယ်ဘာကွာလဲကူကပုံမှန်လဲကူက program ni dah sao yai dah ni ya me me apa me sai apa apa a sai ya le lo ku wa sa di nu pinya o sa wen na ja ro di commercial ye program ni ye ne sa wen na so di program ni ne ku ne a po bi a jwan to wen shi ye စကားအခုမှစဝင်တာဆိုနည်းနည်းကုလုကနာလေးတော့ဟုတ်တယ် ်အမကြီးတော့ပါလိုက်ခေါင်းလေအဲ့တော့မမရက်တွေလည်းများပြီပြိတ်တွေလည်းများပြီပဲမမအဲ့မင်းသားနဲ့အရင်ရိုက်ထားတာမမကူဆိုတာမမမမအကြီးပေါ့ပဲမမအကြီးပေါ့မမလည်းဂျူနီယာပဲဂျူနီယာဂျူနီယာဂျူနီယာအင်္ဂလိပ်လိုက်ရအောင်အမေပဲလိုက်ပါသူဘောလုံးကန်လိုက်အားပေးပဲလေပေးရတယ်ကန်တာလေးလိုက်ပါဘောလုံးကန်ကျွန်မကိုဖတ်ပေးမယ်အိမ်မှာစစ်ရနောက်တန်းဆော့ရှမ်းဟိုဟာ fitness ကနေတော့ဘောလုံးရောက်သွားဘောလုံးလိုက်သွားတော့မှာတားမရတော့ဟုတ်တယ် ။အင်္ဂလမကန်တာလားကိုကြီးက။အဲအရင်တော့အင်္ဂလမကန်တာလေ။ဟိုကုမာသူပြောလို့ပါဘာဘာကိုကဘာဘာကန်တာလဲဆိုတော့အင်္ဂလမကန်တာလေ။ဟဲ့လိုက်ပါလို့ရ။ဒါတော့မရောက်ဘူးလို့လိုက်ချင်တယ်လို့။အဲ့တော့ဒီအဖိုးကြီးပြိုင်ပွဲမှာရှင်ပြိုင်မှုတက်ရှောက်မှာပေါ့နော်။ပိုကိုရဲ့အဲဒီကိုနဲ့ဒူရှင်ပြိုင်ရဲပြိုင်မုန်းဝင်နေတဲ့ကကိုနဲ့ကြောက်ရတဲ့သူဆိုရင်ဘယ်သူဖြစ်မလဲ။အဲကိုကူးနေတဲ့ပေါ့တယောက်ကိုတော့အန်ဒီရများတဲ့သူပေါ့။ 阿公冇，阿公冇，真嘅，阿公冇。佢哋，公房都冇霸不，霸呀，啵，霸呀，啵。都係做。 ဘယ်လိုပြောရမလဲစိတ်ကူးတဲ့တောင်မထည့်ထားတော့ဘူးမဖြစ်နိုင်ဘူးဆိုတဲ့ level ကိုဖြစ်သွား level လုံးဝမတူဘူးမတူတော့ဘူးအကွာကြီးဖြစ်သွားပြီအကူကဘယ်သူ့ကို IT တိုင်နေတယ်မှာအကူကအဲကြောက်တယ်ဆိုတာတဟဲငါသူ့လောက်တာတော့ငါဟိုဖြစ်ပါမလားဆိုအဲ့လိုမျိုးစိတ်ရှိတယ်သူရှိလားငါတော့အနေနဲ့များတယ်အနေနဲ့များတယ်ဗောဒီကောင်ရန် danger ပေါ့ danger ပေါ့ danger ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးစိတ်လုံးဝမရှိခဲ့ဘာလို့မရှိခဲ့လဲဆိုတော့အဲဒီကောင်ကသူက stamina endurance mentality အဲစိုက်ကူတွေလည်းပါတယ်အများကြီးပဲဗျာနော်အဲ့တော့အကုန်လုံးဖွဲ့စည်ထားတဲ့ game တွေ ਆ လေဆိုတော့အဲ့ဒီမှာမှာကိုကကိုကအကောင်းဆုံးလုပ်တယ်ပြီးပြီးတော့ကျွန်တော်တို့ကျွန်တော်ဆိုရင် training အတွက်ဆိုရင်အဲ web plan ရှိတယ် meet plan ရှိတယ်အများကြီးပဲကျွန်တော်တို့အဲ့ဒီအဲ no recovery time အများကြီးပဲကျွန်တော်ကဒေါပေါင်းစော်နေပြီးကျွန်တော်အရင်ကတည်းက professional ဘလုံးကန်ခဲ့တဲ့ခါကျတော့ဘလို train ရမယ်ဘလို나ယူအောင်ဘလို사တောင်းအောင်နေထိုင်တဲ့ပုံစံအကုန်သိတယ်အဲ့ဒီခါကျတော့အဓိကတစ်ခုပဲကိုအချိန်ပေးပြီးအားထုတ်ဖို့ပဲ ဆိုတော့ကျွန်တော်ဆိုရင်အဲ့ဒီမတိုင်ခင်မှာ2လလောက်ကိုယ့်အကန့်ဝင်တယ်လို့ဝင်တယ်။အော်။အဲပြီးတော့ training သွားတယ်။ training တော်တော်အဲ့လိုအစားတောက်ကစားအဲ့လိုပြိုင်ပွဲမတိုင်ခင်ဆိုသူတို train တဲ့ဟာကြီးကကြောက်စရာအေးပေါ်ဆရာအိုအဲ့ခါကျတော့ကိုကူကယုံကြည်မှုကရှိတယ်အမေခါကျတော့ကန်ကန်ကလည်းရည်ကြည်တာဆိုတော့ game တွေကဟိုဘာ game ကြီးလာမှမသိဘူးအဲ့ဒီခါကျအကလုံးတော့ကြွတွေ့ပြင်ဆင်တာဒါပေမဲ့ဟိုအရင်ကြောက်ရတဲ့လူတော့မရှိဘူးဒါပေမဲ့ အဲဒါဒီလူကတော့အရင် strong ဖြစ်တယ်ဒီလူကတော့ danger ဒီလူကတော့ဟိုလားလာရှိတယ်ဆိုအဲ့လိုမျိုးလူလူဆိုရှိရတယ်ဒါပေမဲ့အကုန်လုံးက fitness level ကလာတယ်ဖြစ်တယ်ကျွန်တော်တို့က invitation ကရှေ့အောင်လေခုဘက်က audition က၁၀ရောက်ဆိုတော့ audition ကတက်လာတဲ့လူတွေကကြတော့ဟို audition ကတက်လာတဲ့လူတွေကကြတော့အရင် strong ဖြစ်ကြသူကကိုယ်ထက်ကိုပို strong ဖြစ်တယ်အဲ့ခါကျတော့အကုန်လုံးကဟို equality ပဲကျွန်တော်တို့ကမှတ်ထားတယ်ဟုတ်ကဲ့ အဲ့ဒါလေးခုနကပြောသလိုပေါ့အဓိကကဘယ်သူမှလည်းကြောက်ရမလို့ပဲနဲကိုဘသာကိုအဲကိုဘလိုအနေထားမှာရှိလဲကိုဘလိုပိုကောင်းအောင်စူးစမ်းမလဲဆိုတဲ့အတွင်းနဲ့ပဲကိုဘသာကိုပဲကြည်ပြီးတော့ရှင်းပြန်လာခဲ့တာပေါ့နော်ပြောခဏကိုပြောရတယ်မှာမီပလန်တို့ဘာလို့အဲ့ဒါတွေးလို့အအစားတောက်လေအများကြီးစင်နေရမှာအဲ့ဒီ period မှာလေဆိုတော့ဆိုလို့ရှိရင်ဟုတ်တယ်စကောအစားတောက်အရင်ကြိုက်တော့လေတွေးမိရကိုတို့ဆိုရရလာမရလာဘူးဆက်ဆက်မတိုင်ငယ်ကိုတို့ weight ချိန်ရတယ်လေ ဲ့ချိန်မှာဘာလုပ်ရလဲဆိုရေးပါဖြတ်ရတာကို body weight နဲ့လိုက်ပြီးတော့မှ weight များရင်များသလိုအလေးကအများကြီးမှားမှာဆို water weight ပါ short ရတာခုဆိုရင်ထမင်းလေးဖြတ်ရတယ်ရေဆိုလည်းလုံးဝမတောက်ပါလုံးဝမတောက်ပါ weight လည်းချိန်ပြီးပါတော့ကြွတက်ပြီးလဲသွားဟုတ်ရေတဲ့ရေတဲ့ဆိုရေတဲ့ဆိုရေတဲ့ကလိုရာဟုတ်တယ်မီးပလာကလည်းအဲ့လိုမျိုးစားခြင်းတလို့စားလို့မရတော့ဘူးအသားရေ protein တီ ဒီဟိုอ่ะပေါ့เนาะ standard အောင်မို့သတ်မှတ်ထားတဲ့စာစာတွေပေါ့เนาะသတ်မှတ်ထားမျိုးတော့မဟုတ်သူတို့ကတော့ဘယ်လိုပြောရမလဲစာချင်းလုံစာပေါ့เนาะဒါကိုယ့်အနေကိုယ်ပဲစိုက်နေဆိုကိုယ်ကကြတော့အော်ဒီဟာလေးတခုလုံးဖြစ်သွားအောင်လို့ဆိုပြီးတော့ပဲ plan ပြီးတော့ပဲလုံးဖြစ်လိုက်တာတချို့လူတွေဆိုလည်းရှိပါတယ်ဟိုအရင် heavy မလုပ်ဘဲနဲ့ဟိုအားရှိအောင်ပဲစားတဲ့လူလည်းရှိပါတယ်ဒါကွန်မန်တက်ကတော့ကိုတတိချက်ပဲကောင်စားလဲဟုတ်တယ်အဲ့ကလာတဲ့ တနေ့တည်းဆိုကျောက်အလုံး20လောက်ရှိတယ်ဟုတ်လားကျက်လုံးကျက်တာကျက်တာစားတယ်ကျက်တာဆိုရင်လည်းအဲ chicken breast ဆိုရင်၃ခု၄ခုလောက်ရှိတယ်။တပည့်သူတရားပြန်မစားဘူးယူလာပြီသူများရဲ့ပါကျွေးတယ်။သူရဲ့မမျက်လေးမမျက်လေးဆိုဘူးနဲ့တေချာအိမ်ရပဲထုတ်လာ။ထုတ်ပြီးတော့သူလဲစားတယ်ကြံတဲ့လူတွေကိုလဲကျွေးတယ်။ရှိလာတယ်။ကျလာနည်းနည်းတော့နည်းနည်းတော့တိခံရတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့အဲ့ဒီ sweat ပထမဆုံး signature game က သူကနှစ်ခုရှိတယ်ကျွန်တော်တို့ဒီလိုမျိုးအဲဟိုဟာကနေထိုင်ထလောက်ရတဲ့ဟာတစ်ခုရယ်အဲဒီလို deadlift ဆိုရတဲ့ဟာတစ်ခုရယ် deadlift ကတော့အကုန်လုံးအကုန်လုံးကြောက်ကြတယ်တင်ဆိုတော့ကို weight က weight နည်းနည်းတယ်လို့ကိုက weight ကအဲ့ဒီ weight ကိုပေါ့ပေါ့ပေါ့ပါမာတယ်သူကဟို body weight body weight ရဲ့တစားကွယ်နေအဲ့လိုမျိုးဆိုတော့ weight ပေါင်ချိန်နည်းရင် weight မာရတဲ့ weight ကပိုနည်းသွားတယ်ရှင်အကိုပေါင်120ရှိရဆိုရင် 120ရှိရဆိုရင်မအရာဟိုဟာလောက်80 kg လောက်တော့လောက်ပါဟုတ်တယ်တစားခွဲလောက်တစားခွဲဟုတ်တယ်အဲ့အဲ့တော်မြတ်အဲ့ကာလာမှာအဲ့ဒီရက်ဆိုရင်အကုန်လုံးရည်တွေဖြတ်ကြတယ်ကျွန်တော်ဆိုရင်လည်းအစားတောက်တွေဖြတ်ရည်တွေဖြတ် ပြီးတော့ဘာလို့ဆိုလူက2ရက်လောက်ကလေဟိုဘိုက်တရဆာ aggressive တွေဖြစ်လာတာစိတ်တွေပါလို့ဟုတ်တာဒေါသတွေထွက်လာတာလို့မကြောက်ဟုတ်တယ်ဘူးရေးမတောင်းရင်ပူဆိုးတယ်ပူဆိုးတယ်ပြီးကြတော့အဲ့ဆွတ်ဆက်လုပ်နေရောဆိုအဲ့လိုလူက ကူးဆိုပုံမှန်ဆိုဘိုက်စာစိတ်တူတတ်တယ်လေအဲ့ဒီတော့ဆိုစိတ်တည်တူပြီးတော့ဟိုကဝေါ်စစ်လောက်တဲ့ချိန်မှာဘူးရကဖို့လိုက်တာပြီးတဲ့ချိန်အဲ့နဲ့တကယ်ကြီးဟဲဟဲပြီးငါ့ကိုပင်တော့နေမပေါက်နဲ့မပေါက်နဲ့သူကမရတော့အရင်လဲဟိုက်ပြီးမောနေတဲ့ချိန်ကျဝေါ်စစ်ပြီးွားတာနဲ့ဘုံဒီပါလေ shoulder press လောက်တာလဲလေးတော့နေပြစ်ချဒုံဒုံနဲ့ နည်းနည်းစိတ်တရတော့အဲ့ဆော့တဲ့အချိန်မှာပူဆိုးတယ် aggressive ဖြစ်တာအဲ့ဆိုအဲ့လိုဒီပြိုင်ပွဲတောက်လျှောက်မှာကိုစီကံဖောက်ခဲ့တဲ့အချိန်တွေရောရှိလားစီကံဖောက်တာတိတ်တိတ်လေးညာအိတ်ခံဒီမှာစားမိလိုက်တာတို့ကိုကိုကိုပြန်စီကံဖောက်ကိုကိုစီကံဖောက်တာကိုမောင်တဲဆို pre workout အဲ့လိုတောင်းနေတာကအဲ့လိုမျိုးရှိလားဟုတ်အဲ့ဒီရှိဘူးကျွန်တော်ဟောဘော pre workout တော့ခုနပြောဆို pre workout တော့အဲ့ဒါလောက big big mistake ပေါ့နော် ော့ချစ်ကုန်ပြီ။ဖောက်ပြီနော်။ဒီမှာလည်းမေးတယ်။အဲ့ခံလေးလေးပါပေါ့နော်။အဲ့လိုအဲ့ရတယ်ပါပေါ့။ငါဒါလေးတော့စားလိုက်ပဲပေါ့နော်။ဒါလေးတော့တောက်လိုက်ပဲပေါ့နော်။နည်းနည်းလေးပေါ့အလစ်တက်လေးအလိုလိုက်လိုက်တာ။အဲ့ဒီချိန်မှာဟိုကျွန်တော်တို့ဆိုလည်းစားစားရင်တော့ကိုပြန်ပို့လို့ပေါ့နော်။ဟုတ်။ဆိုတဲ့တော့ညဘက်စားတာကတော့ဟိုတိတ်တော့မကောင်းဒါပေမဲ့လည်းအကားစားလုပ်နေချိန်တွင်ဆိုတော့ဟိုစားချီဖက်ကပူအကောင်းနေဆိုဒါပေမဲ့တော့ကြံပူလို့ ိုလို့ပိုလို့စာစာကိုစားပြီးရင်ကိုကြိုက်တယ်ဟလားအဲ့တော့ကိုမကြိုက်တဲ့ဟာလည်းလုံးလုံးကိုကြိုက်တဲ့ဟာလုံးကိုမကြိုက်တဲ့ဟာလုံးတခုလိုလိုက်ရင်တခုတော့ပြန်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 စားတော့စားတော့ပြန်တကယ်လည်းဟုတ်တာပဲကိုပြောရတယ်ကခုနလေးတို့ပြောကြတယ်ပွားညင်တော့ကမှဒါတွေကဘယ်သူမှသူများလာလို့ပေးလို့များလောကမှာကိုပဲရာရာကြောက်စရာအကောင်းဆုံးကိုဖြစ်နေတာပေါ့နော်ကို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 ပဲကြောက်ရမှာပေါ့နော်အဘကိုကိုကထိုင်ရေမထိန်မစင်မရဲစားမိရေစားမိလေဣရှွမ်းခွေကွမ်းဖြစ်ပြီကိုပဲဟိုကိုပဲနောင်တရမှာဆိုတော့ပွဲရလဲပြီးရင်တယောက်တည်း ကိုအမတ်ကကိုမကောင်းလိုက်ရင်ကိုပဲအောက်ကြသွားမှာဆိုဆိုတော့အများကြီးကြော်ပြတ်ခဲ့ရပဲအဲ့တော့ကြည်နေတဲ့အချိန်မှာလဲပရိသတ်တယောက်နေနေလဲအာဒါပြိုင်မဝင်နေတယောက်ချင်းစီကအများကြီးစူးစမ်းထားရဆိုတာဒီအခုတယောက်ချင်းစီတဲ့စကားပြောကြည့်တဲ့အခါကျမှလဲလန့်လာကိုစဘလုံးမဖြစ်နိုင်ဘူးဆိုတဲ့အတွေ့လည်းချက်ချင်းဝင်တယ်ဟောနော်မဖြစ်နိုင်တာတော့မဟုတ်ဘူးမဟုတ်ဘူးလားဒါပေမဲ့နှစ်ခါမစင်းစားဘူးစင်းဆိုရင်မပြဘူးဟုတ်တယ်ချက်မှပြိုင်စီတယ်ဒါပေမဲ့ချက်ဖားရရင်မမနိုင်ဘူးမမနိုင်ဘူး ထင်လို့ပါမှားနိုင်ပါဘူးစိတ်စိတ်ပေါ့နော် going training တော်တော်ပေါ့စကားအင်္ဂလန်လိုက်ရင်းဘာ season 3ကြရင်ကိုရဘေးနာနေအားပေးရမှာအားပေးရမှာအဲ့ဒါတစ်ခါလောက်ဆော့လိုက်အောင်ချိန်ရသေးရဲ့လေအခုမှဒါ season 2ပြနေအောင်ဆိုပြီးတော့ဘာပြောဖြတ်တန်းနိုင်ခဲ့လုံနိုင်ခဲ့တဲ့အခါမှာ physically mentally ကိုအတွက်ဒီတိုင်ပွဲတစ်ခုကဘယ်လို change ဖြစ်သွားလဲ physically ကတော့ပူတိတာပေါ့ခုဆိုရင် လုံးဝအဲ့ပွဲ တလျှောက်လုံးမှာလုံးဝဖစ်ဖြစ်သွားတယ်ဖြစ်ဖြစ်တော့ပို့ပြီးတော့ထမင်းမစားရတဲ့အပြင်ကိုအဲ့လိုမျိုးတောက်လျှောက် training ကမိနေတော့ပုံမှန်လို့ဆိုကူတို့တလလုံးမှာဂျင်လုံးဝမပြတ်တဲ့ရဆိုတာမဖြစ်နိုင်ဘူးလေအလုတ်တွေနဲ့လည်းရှိတော့ဟိုဈာရက်တွေလောက်ပဲသွားဆော့ဖြစ်တဲ့အခါရှိအဲ့ဒီတော့ကတော့ FOE ဘွဲအတွက်ကိုပဲအာယုံစိုက်ပြီးတော့နှစ်လလောက်ကြီးကလုံးဝလုံးဝဘယ်လိုပြောရမလဲပုံမှန်လို့ဂျင်မှာဆော့ရင်တော့ crossfit က တပတ်မှာ၂ရက်လောက်ပဲစောတာဟိုမှာကျတော့တပတ်မှာ၅ရက်လောက်၂ရက်လောက်ကတော့နားတယ်၅ရက်လောက်ကအဲ့လိုစောနေတော့လူကတော်တော်ကြီးလက်ဖစ်ဖြစ်သွားတယ်နေရထိုင်ရတယ်ပေါပေါပပဖြစ်သွားပြီးတော့ဘလောက်ထိ changes ဖြစ်သွားလဲဆိုတော့အဲ့ချိန်တွေကအစအဲ့လိုမှန်ပြီးတော့မှာပေါ့နော်အဲ့ချိန်စားချိန် အကုန်လုံးတိုင်ပင်သွားပြီးညီတဲ့အချိန်မှာဟိုဒီလိုလေးကတမျိုးလေးပါလားနေလို့ကောင်းပါလားဆိုတော့တော့တည်သွားတယ်ဒါပေမဲ့အခုတော့အဲ့လိုပြန်မနေဘူးအခုကတော့ပြီးတော့စိတ်ကိုပြစ်ချလိုက်ပြစ်ချလိုက်အလေးတော့ထပ်မကြည့်ရောတော်ပြီဒီမျက်နှာကိုထပ်မကြည့်ရောဆိုပြီးတော့အခုလေးလည်းမမတော့อืมအကိုကရောအဲ့ကျွန်တော်တော့ဒီဒီပွဲကြောက်အရင် change ဖြစ်သွားတယ်အများကြီးရှိတယ်။ဘာမှတခုဆိုရင်အဲ့ကြီးပေါ့နော်။အဲ့ color ဆိုရင်ကျွန်တော်ဆိုရင်2000နဲ့ ခွန်ဆိုနိုင်ငံမှာနေရဆိုတော့ဥသူရင်16နှစ်လောက်ရှိပါတယ်17နှစ်နောက်ပိုင်းမှာအဲ့ဒါကျွန်တော်ဟုတ်ရင်တော့ဟုတ်အလောက်ဆိုတော့နိုင်ငံမှာအလုပ်လုပ်ရတယ်ဟုတ်ပါပြီ2000လားဟုတ်ခွန်လောက်ပြီ2000ကိုကူကလေးလေးပဲတတိလေးပဲရှိနေရတယ်ပြတ်တော့ပါလားဟုတ်ပါတယ်ကလေးလေးရဲ့မေးပြီပြန်မေးပြီရဆိုတော့ဟိုအဲ့ဒီဂျင်းစပြီအဲ့ဒီ FOE စပြန်တဲ့အချိန်မှာကိုကမနက်9နာရီ6နာရီလောက်ဆိုထား ဆောင်းရံလောက်ထပြီးလို့ရှိရင်ဂျင်သွားအဲနေ့လေကြာရင်ရေခဲစိန်ဆောင်းနာဝင်ပြီးရင်ဒီတမောအိတ်ညနေဂျင်ပြန်သွားဟုတ်ကဲ့အဲ့တော့အဲ့လိုမျိုးဂျင်မသွားရင်တော့ဘလုံးခဲနဲ့မှတက်ပြီးဆိုတော့အဲ့ဒီရတန်က3လလောက်ဖြစ်သွားဘလုံးလောက်ဖြစ်သွားတော့ဆက်ရှင်နှစ်လောက်မှလောကလူရဲ့ lifestyle change သွားတယ်ပြီးတော့ကျွန်တော်ကအရင်တော့ကဘလုံးကန်တာပဲရှိတာဟောဘလုံးကန်တာဂျင်ကအဲ့လောက်မဆော့ပြဲဆိုတော့အခုဒီ ကြားထဲမှာလည်းဂျင်းဆော့လည်းအဲ့လိုမျိုးဂျင်းနာအထာတနည်းစားသေးလားဟိုတည့်တဲ့တိုင်းမှာတလောက်မှာတစ်ခေါက်တလောက်နှစ်ရက်ပေါ့အဲ့တော့မှအဲ့တော့မှဖြစ်သွားပြလာပြေးလို့ခဏဝင်လိုက်ဆိုတော့အဲ့လိုမျိုးဒီဟာပြီးတဲ့အချိန်မှာဂျင်းကိုအရင်ကြိုက်သွားဆိုတော့ဒါလို့အိမ်မှာသဘောပေါက်သွားတယ်ဆိုတော့သူက opposite ဖြစ်နေတယ်လောမကြိုက်ပါဘူးစိတ်နာဟိုဘက်ကစိတ်နာစိတ်နာဘာကြိုက်ပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဟိုတပတ်ကိုအနည်းလေး၄-၅ရက်လောက် တကယ်လို့ဂျင်တစ်ခုမသွားရင်တော့ကိုယ့်ရဲ့ကိုယ့်ရဲ့ဒီဒီ daily work မှာ complete မဖြစ်ဘူးလို့ခံစားဒီ level ကြီးဖြစ်သွားတယ်ပြီးတော့နောက်ဆုံးတရားတရားလေးစုံကိုလေးလာကြည့်ခါကျတော့ sport အားလုံးကဂျင်မှာလာစုတယ်ဆိုတော့ဘယ်ဟာပဲလို့လို့ဂျင်သွားတယ် coffee လည်းဂျင်သွားတယ်ဘလုံးကလည်းဂျင်သွားတယ်အာကစားပြီးတာလည်းဂျင်သွားအကုန်လုံးကဂျင်မှာလာစုတယ်ဆိုတော့ဟိုဒီကောင်ကကျွန်တော်တို့ကောင်းတဲ့ပြောင်းလဲမှုတစ်ခုဖြစ်သွားအောင်เนาะဒီပွဲလေးဆိုတော့အဲ့မှာပို့ပြီးတော့လည်း ဟိုလူပို့ပြီးတော့ mentally တွေပို့ strong ဖြစ်လာ physically အကုန်လုံးပဲတော်တော် change ဖြစ်သွားတယ်ပြောရရမယ်ဆိုတော့အာကစားကိုဟိုချုပ်လူကြီးလဲဒီဒီဟာကိုပြန်လို့ရှင်ဟိုဒါပြောမယ်ဒီဂျင်းကိုပို့ဆော့ဖြစ်လာမယ်လို့ထင်တယ်ဗျာ healthy lifestyle ပဲ healthy lifestyle ဖြစ်တယ်နော်ဆိုတော့အရင်ကောင်းသွားပေါ်ပါပြီးတော့လေအရင်စိတ်စိတ်ကတော့စိတ်ကပိုင်းသမားဆုံးကိုယ့်အလုပ်မှာအစပျော်ရွှင်တာပေါ့နော်လုပ်လို့ရတာ positive mindset များလာတယ်အရင်ကောင်းတယ် ูอ่ะไม่ทําอ่ะกูเนี่ยเทรนแม้เว้ยเออแล้วไอ้สุกูนี่เนี่ยบอลลงกันมั้ยเออแล้วสุกูนี่เนี่ยจินส่อมั้ยเนาะงั้นสุงั้นสุบาลีซ่าเลยเนี่ยตาตะเนี่ยไม่ได้บอลซ่าจ้ะมั้ย ။အဲ့လေကြီးထဲမှာတော့လေစိတ်မဆိုးတော့တော့ဒီမှာသင်းကိုအားအားကြဆို။ဆိုင်ရောက်လာတဲ့ချိန်မှာလုံးဝ cancel delete တယ်။နောက်ခါမဆိုးလား။စိတ်ကအရင်ကျက်သား။ဒီလိုစင်းတော့ဟိုဒါမဲ့ဟိုညင်းလိုက်တဲ့ချိန်မှာတော့ကောကဘလုံးညင်းစုချင်းဝင်နေတယ်လို့ပြောတယ်။ချိန်ရင်းနေကြ။ကိုမလုံးကိုမလုံးနိုင်ကိုမလုံးနိုင်လို့တစင်းလုံးနိုင်မှာတော့တစင်းအဲ့လိုစိတ် စတရက်တော့တကယ်လားအပင်မရောက်လေတော့ပေါ်ရတာပေါ့စီစီ3ကြာပြီဘုံတွေစားကြတယ်ဘယ်လိုစားတော့ပိုပြေးကြတာပေါ့စီကတကယ်လုတ်တယ်နော်တကယ်အဲ့ဒါသူကဖြစ်မလဲပြောပြမလဲစူဂျီဝေးထပ်တိုးပြီးပါဟုတ်တယ်နော်စူဂျီဝေးထပ်တိုးပြီးလိုက်ပါထပ်တိုးပြီးရတယ်လို့ဘုံကြီးဆောင်းပေးလိုက်ပါဘာထပ်ဆောင်းခိုင်းတာလဲမလို့လေကဲအဲ့ဒါဆိုရင်ကျွန်တော်အခု အာခင်ဗျမဒီအစီအစဉ်ကနေပြီးတော့မှအစင်တို့ဒါ FOV ကပြိုင်ပွဲဝင်နှစ်ဦးဖို့ပေါ့နော်အာတကယ်ဟိုကြည့်ရတဲ့အခါမှာဘယ်လောက်ထိပြင်ပန်းခဲ့ရလဲဘယ်လောက်ထိဒီမှာကိုစိတ်ရောလူရောပြင်ပန်းခဲ့ရလဲဆိုတဲ့အကြောင်းများလေးသိပြီးပြီဆိုတော့အကယ်၍များ season 3ပေါ့နော်အဲ FOV ရဲ့ season 3မှာဝင်ပြိုင်ခြင်းတဲ့သူရှိမယ်ဆိုရင် ဘလိုမျိုး အပိစကားပြောချင်လဲအဲ့ဒါလေးသိချင်ပါတယ်ပြောပြပါတက်ချင်းစားလို့လားဘလိုလဲပြောနေတော့ပါသိချင်တယ်လားဘလို motivate ချင်လဲပေါ့အရင်တော့ကျမတို့စိတ်ကူးပိုင်ပြိုင်ပြိုင်ပြီးပါတော့အဲ့ဒါတော့အခုမှပဲ motivate ရတယ်အခုမှပဲအဲ့ဒါ motivation ပြပါ Invite လုပ်လိုက်လေတခါတည်း Invite လုပ်ပါတယ်လာခဲ့ပါလာပြပါလေစားလိုက်ရပြီးမှာလေဒီကတော့ဆောင်ပြီးရငါအထက်တူပြီးတယ်ငါအထက်တူမှာอืมဆိုတော့ဟိုကလေအဲကျွန်တော် ပြောပြောပြချင်တာအကောင်တော့ကလေဟိုအားကစားတော့ပထမအဆုံးလိုက်စားတင်တယ်ပေါ့နော်ဆိုတော့ဒီဟာကတော့ကိုယ့်အတွက် milestone တစ်ခုဖြစ်တယ်ဘယ်ချိန်မှပြန်ပြန်ဒီတက်ရုံမှာပြန်လို့ရှိရင်ငရွေနုပြုံမှုနဲ့အကောင်လုံးလုံနိုင်မယ်ပေါ့နော်ပြီးတော့ဟိုဒီရရတဲ့ benefit တွေကလည်းအများကြီးရှိတယ်ဆိုတော့ခုနပြောသလိုဟိုကျွန်တော်တို့ lifestyle changes ဖြစ်သွားမယ်ပြီးတော့နောက်ဆုံးဝင်လာရရဆိုလဲစုတွေရမယ်ပေါ့နော်ချွေတော်များဆိုရင် fitness level မှာအရန်ကို strong ဖြစ်တဲ့လူတွေရှိတယ်ဒါပေမဲ့ ကိုကိုယုံကြည်မှုအားနေတာရှိတယ်။မင်္ဂလာမဟုတ်ချို့ကျွန်တော်တို့ဒီ audition မှာဆိုရင်ကောင်းလေးတွေဆိုရင်လားအဲ့လိုဘလန်လေးတွေပင်ပင်လေးတွေဒါပေမဲ့လက်ပြိုင်နေ။ဆိုအဲ့ဒီအဲ့လိုလက်ပြိုင်နေစိတ်တွေကိုကြိုက်တယ်။ချို့တွေဆိုရင်ကျွန်တော်ကဒီနှစ်တော့မရအောင်ကြိုက်နေ။ဒါပေမဲ့နောက်နှစ်ရတော့ရအောင်ကြိုးစားမယ်ဆိုပဲစိတ်နဲ့လက်ပြိုင်ကြ။ဆိုတော့ဘာပြော1 year duration မှာတို့အချိန်ရတယ်ပေါ့နော်။ဆိုတော့အနာသာဘာရှိနဲ့ထပ်လာတဲ့ခါကြတော့လို့ရှင်ဒီ season 3မရလဲ4ဆိုတော့နောက်ပိုင်းကဒီကောင်က FV က season တွေတော့ရှောက်အများကြီးလာအောင်ပါ။ဆိုတော့ဒီ program က ဟုတ်တယ်အေရှာကြီးပါလို့ဒီတွားဖို့ရှိဆိုတော့တွားဖို့ရှိဆိုတာဟိုဒီကဲဟို performance show မဟုတ် reality ဖြစ်တဲ့အတွက်ဟို လူတွေကလည်းပိုစိတ်ဝင်စားလာကြတယ်။ဒါပေမဲ့ဘာဖြစ်ပြောဟိုကျမကြီးဟိုလိုက်စားပြီးတော့ဒီကောင်လာဝင်ပြန်ကြည့်ပါကိုယ့်ရဲ့ fitness level test လုပ်ကြည့်ပါဟိုဒီဒီနှစ်မြောက်လည်းနောက်နေပါတော့ဟိုလူငယ်တွေပို့ပြီးတော့အားပေးတယ်ပေါ့မိန်းကလေးပဲယောက်ျားလေးဖြစ်အတော်များဟိုလာပြန်ကြည့်နေလို့ထင်ပါတယ်လူငယ်တွေပို့အားပေးရဆို ကိုတို့ပြိုင်နေတဲ့လူကြီးကိုသွားပြီးခလုတ်တိုက်လိုက်တာဟာလူကြီးတွေပါလို့ပါကြည့်စေလူငယ်တွေလည်းတော့ဟဲ့လူငယ်လူငယ်လည်းဆိုတော့ပါတယ်ကိုတို့ပြိုင်နေတယ်မှာဆိုပြောလိုက်အောင်အသက်ကြီးစွာကိုထွန်းကိုထွန်းကိုထွန်းကအသက်ကြီးဆုံးဟုတ်တယ်44အရင်လိုမဟုတ်ဘူးလို့ပြောကြရတယ်ဟုတ်ကဲ့ကိုထွန်းရဲ့စတမီနာကကြောက်စရာကြီးပြီးတော့ တော့လေ shooting ရှိရင်တော့ gym ကိုရောက်အောင်သွားသေးတယ်။ gym ဟိုတနေ့ကလည်းအဲ့လိုပဲ shooting ရှိရဲဆိုပြီး gym ကိုရောက်ချတာ။ကိုထွန်းကိုထွန်းမအီးမြတ်သူမအီးမြတ်သူမအီးမြတ်သူလည်းသူ39ရှိပါရဲ့။ဒါပေမဲ့လုံနိုင်တယ်ခုတော့5 round 5 round မအီးမြတ်တော့5 round ကျန်တယ်။သူတော်တော်ကျန်တယ်။အဲ့ကာလာဆိုရင်လည်းကျွန်တော် gym မှာသူ train ကြတဲ့ခါကျတော့အာသူကလုံးဝ share ကျုံးမယ်ချမယ်ဆိုတော့အဲ့လို main key ပါရပါဆိုရင်သူသူနဲ့ကျွန်တော်နဲ့စဟိုကလောက်တော့ဆိုရင် သူအဲ့တော့ဒီမန်ကြီးပါခေါ်တော့တင်းမလို့နိုင်တယ်อืมဒီလိုဟုတ်တယ်ဟုတ်တယ်ဒီလိုတရောင်းပေါ့နော်တရောင်းလောက်ပဲသူကနိုင်ပထမတဝက်လောက်ပဲအနောက်ဘက်ကျတော့သူ့နည်းနည်း motivation ပြင်းပြင်းနဲ့နှစ်ရောင်းလောက်မြည်အသွားပြန်ပြီးလဲပြီးတော့လေဒီကလက်မှရှိတဲ့အရေကိုလည်းအကုန်ကွာကွာလန်းကုန်ကွာလုံးဝချိန်မသိဘူးကျွန်တော်တို့ကဒီမှာတော့ဆက်ကြည့်ပါလားမဆက်ကြည့်ပါဘူးဆိုတော့ဘယ်လိုလုပ်ရမလဲ အမမို့အဲ့လိုလက်အပြည့်နဲ့မြအမလက်ညိုးတစ်ချောင်းနဲ့တစ်ချောင်းခိုးတာအော်ကြည့်ကြည့်လိုက်တာစီဦးစီလေးလို့ပေါ့နော်အဲ့အဲ့လိုမျိုးတော်တော်ကဖြစ်ကြတယ်စိတ်တလဲ strong ဖြစ်မှာမဟုတ်ရင်ဘယ်ဟုတ်ကဲ့ဒီပွဲအဲ့တော့ကမောင်တန်းအဖိတ်ခေါ်ပွားကြီးကူရကူရအောင်အဲ့လိုဖိတ်ခေါ်ကြတယ်ဟုတ်ကဲ့ခေါ်ကြင်ပါရဲ့ဟုတ်ဘယ်လိုမျိုးလဲဆိုဂူးဆိုရင်ဒီအသက်ရွယ်တစ်ခုမှာဒါလေးတော့လှုပ်ဖြစ်သွားတယ်ဆိုတော့ အဲဘယ်လိုပြောမလဲအမှတ်တ104ရော ဖြစ်သွားတာပေါ့နော်အမှတ်တိုင်လေးတခုအမှတ်တိုင်လေးပေါ့ဟုတ်ဘာဘာဖြစ်လဲဆိုတော့ကိုဒီရွယ်မမလို့ရင်ဒီထက်ကြီးဝိုင်းကူဆိုရင်မလွယ်တော့တော့လို့ကွာဆိုတော့ငယ်တုန်းမှာကိုလုံနိုင်တဲ့အချိန်မှာအဲ လှုပ်ချင်တာလေးတွေပေါ့เนาะဒီ fitness ဆိုလဲ fitness ဒီပြိုင်ချင်တာဆိုလဲလာပြိုင်လိုက်နိုင်နာရှုံးတာထားလိုက်အောင်ဒီအရွယ်မှာဒါလေးလှုပ်ဖြစ်သွားတယ်ဆိုတော့မှတ်တိုင်လေးတစ်ခုကအများန်းကြံရှိနေမှာပေါ့เนาะအဲ့ဒီအတွက် FOU တော့လာပြီးတော့ပြိုင်စီချင်တယ်မြန်မာလေးမောင်လေးဟုတ်တယ်ဟုတ်ကဲ့ဖိတ်ကွာလိုက်ဖိတ်ကွာလိုက်ပြီเนาะဟုတ်တယ်ဒီလေးတော့တူပြီးလားဒီတော့ပဲမယ်စီတော့ပဲမယ်အကိုမောင်တန့်ပြောတာเนาะတတ်သိရှိတတ်သိရှိဟုတ်တယ် ကဲအဲ့တော့ကြည့်ပြီးတော့ကိုယ်ကနားထောင်ပြီးတော့ motivation ရတယ်ဒါပေမဲ့ဆုံးဖြတ်တယ်လုံးဝမပြန်ဘူးပြန်တယ်ကိုယ်လည်းမဖိတ်ပါဘူးကိုယ်လည်းမပြန် ။ဇီးရပြိုင်တင်တယ်မဟုတ်ပေးတယ်။ဟိုစားကျင်တာတောက်ကျင်တာတွေကပဲမျိုးလုံးနဲ့မှမြင်ရမယ်မှာအားစားကြတယ်။ငရေကြသူဖြစ်နေမှာမဖြစ်ပါဘူး။ဖြစ်ပါတယ်ပြိုင်တာရဲ့။နော်။တော်တယ်ရဲ့။ကဲအဲ့ဆိုရင်အဲ့လိုမျိုး strong ဖြစ်နေတဲ့သူနှစ်ဦးနဲ့သူစင်တော့ game show မှာဖြစ်ပါတယ်။ကဲ။အရှုံးရင်တော့ဂျုံယုံ gaming ောက်ထောင်တာ။ gaming ောက်ထောင်တာ။ကျမတို့ရှုံးလဲ။ကျမတို့ရှုံးလဲကိုကြီးပဲထောင်ပါမယ်။သမီးတို့နိုင်လဲကိုကြီးပဲထောင်ပါမယ်။ကဲ case season လေးရှိပါပါ။ပြည့်တက်တွေအားပေးကြပါအောင်ရှင်။